အမေရိကန်လူထုတော်တော်များများကိုမေးကြည့်ထမ်းကလိုပဲတကယ်ထုံးစော်ခဲ့တာပဲဆိုပြီးတော့ပြောကြတာပဲဆိုတော့အခုဒီကိစ္စကို BBC က panorama အစီအစဉ်မှာပြန်ဆွတ်လို့ဖြစ်လိုက်တော့သူကတော့သိပြီးတော့ခံပြင်းတယ်ဒီကိစ္စကိုဘယ်လိုက်မှုမရှိအောင်မျက်နှာကျိုးစားတယ်သူတို့ကိုသူတို့လည်းလက်မထောင်ကြီးကြွေးကြော်တယ် BBC ကဒါ world reference points ဆိုပြီးတော့အပတ်ခုလုံးကဒါအကူအထားပြုရမယ်တည်င်းဌာနဆိုပြီးတော့သူတို့အများအား ကိုသက်ထွန်းနေလဲအိမ်မှာလုခက်ကိုသက်ထွန်းလဲဒီဟာကိုကြောက်မှာပေါ့လေဆိုတော့အများရန်အဲ့လိုပြောနေတာပါအဲ့ဆိုတော့တင်းသမားတွေဟာ editorial move ပဲပေါ့လေသူတို့လူကျင်တဲ့အကွက်ကိုရအောင်ဆွဲယူတတ်တဲ့သဘောတော့ရှိတယ်ဗျ BBC မှာလည်းပဲသူတို့ကယာတူအနှုတ်ထွက်တာတွေပါတယ်လုတာနဲ့ပဲချိန်နဲ့လိုက်တော့သမ္မတကြီးရေလို့ပြောကောင်းပြောလို့မလားတော့မပြောတော့ဘူးโอเคဦးကျော်စန္ဒမင်္ဂလာပါဗျမင်္ဂလာပါခုသတင်းနိုင်โอเคဦးကျော်စန္ဒအခုမှပဲစကားပြောပြတော့တယ် စကားပြောပြတော့လေအခုဒါကမ္ဘာထိပ်သီးသတင်းဖြစ်တဲ့ဒီ Trump နဲ့ BBC နဲ့ဖြစ်နေတဲ့အငင်းပွားမှုသတင်းပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒါမြမသတင်းမီဒီယာလောကမှာနှစ်ပေါင်းများစွာဆယ်စုနှစ်များစွာဝါရင်သတင်းအက်ဒီတာတူအနေနဲ့ဒီသတင်းပေါ်မှာသုံးသက်ပေးမှဖြစ်တဲ့အတွက်ကျွန်တော်ပထမအနေနဲ့ကျေးဇူးတင်တယ်လို့ပြောကြလိုပါတယ်ဆရာဟုတ်ကဲ့ရပါရခင်ဗျာရပါရဟုတ်ကဲ့အဲ့တော့အားလုံးလည်းသိထားပြီပေါ့နော်ဒီ Trump က BBC ကိုတရားစွဲဖို့အထိသူကဟိုစဉ်းစားနေတဲ့အပိုင်းပေါ့နော် အဓိကတော့ BBC ကဒီ try ရဲ့မိကွန်းကို editing လုပ်တဲ့အပိုင်းမှာဒါဟို အရှိန်အောက်ပေါ့နော်ပြောင်းပြီးကစားတဲ့အပိုင်းပေါ့ဖြစ်စဉ်ကိုပြောမယ်ဆိုရင်တော့2020မှာ try ရွေးကောက်ပွဲရှုံးတယ်ဒါကို तू ကမဲမတမမှုရှိတယ်ဆိုပြီးသူ့ကိုထောက်ခံသူတွေကို capital hay ပေါ့နော် concrete ကိုဒီချီတက်ဖို့အတွက်ပေါ့ဆန္ဒပြ rally လုပ်ဖို့အတွက် तू ကမိကွန်းပြောတယ်မိကွန်းပြောတဲ့အထဲမှာ तू ကသွားပြီးတော့အမတ်တွေကိုစီယုံဖို့နားချဖို့ပေါ့နော်အမှန်တရားအတွက် तू ကဒီလိုဆိုလို့တယ် ဒါပေမဲ့သူ့မိကွန်းရဲ့နောက်ပိုင်းမှာဟို5ပေါ့နော်တိုက်ပွဲဝင်ရမယ်5လိုက်ခဲပေါ့ပြင်းပြထန်ထန်ဆိုတော့အဲ့ဒါပါတယ်ဆိုတော့အဲ့နောက်ပိုင်းရဟာကိုအရှိမထည့်လိုက်တယ်ပေါ့ BBC က edit လုပ်လိုက်တယ်ဆိုတော့အဲ့တော့သူ့ရဲ့ပြောဆိုလိုခြင်းတွေကဟိုအကြမ်းဖက်မှုအသူစောင့်ဝါးဆိုပြီးတော့သူကအခုဒါကိုတရားစွဲမယ်လို့တာပေါ့နော်ဆိုတော့ဒါကတော့ဖြစ်စဉ်အကျဉ်းပေါ့အဲ့တော့ဆရာလေးတည်ပြီးပြီအဲ့တော့အခုလိုမျိုးပထမအဆင့်နေနဲ့ BBC ရဲ့အခုလို editing လုပ် တဲ့အပေါ်မှာဆရာလည်းတကယ်ဝိုင်းရင်တည်င်းသမား editor ဆိုတော့လေအဲ့ပုံမှာဆရာအနေနဲ့ဆရာရဲ့အမြင်ဆရာသုံးသက်ချက်ကိုအရင်ဆုံးသိလိုပါတယ်ဗျာ။ဘာလို့ဆိုတော့ Trump ကဘာဖြစ်လို့တောက်တောင်ခံပြင်းတယ်လဲဆိုတော့အရင်ဆုံးစဉ်းစားသင့်တယ်။ဘာကြောင့်လဲဆိုတော့သူကဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူကနည်းနည်းတရားစွဲခံထားရတဲ့အချိန်ချင်းဒါဆိုမှုရင်းနဲ့သူကိုစွဲဖို့လူခရသိတယ်။ဒါအပြင်သူရဲ့ Congress တော်ကသူကို impeach လို့ပြောတယ်ဗျာ impeachment ဒါဥပဒေအရအရေးယူဖို့အထီးသူတို့က စီရင်ခဲ့ကြတာဒါပေမဲ့မဲခွဲတဲ့နေရာမှာသူ့ဘက်ကပူပြီးတော့မဲစာသွားလို့သာဖြစ်တယ်ဆိုတော့အခုဒီကိစ္စကို BBC က panorama အစီအစဉ်မှာပြန်ဆွသလိုဖြစ်လိုက်တော့သူကတော့သိပြီးတော့ခံပြင်းတယ်ဒီကိစ္စကိုဒါကြောင့်သူကဒီဟာကိုလုံးဝအဖြစ်မခံနိုင်ဘူးဆိုပြီးတော့တရားစွဲဖို့လှုပ်တယ်လို့သူကမြင်တာပဲဖြစ်ပါတယ်အဲ့ဒါကတော့ဆိုတော့ BBC လုတ်တာကဘယ်လိုလဲဆိုတော့သူတို့ပြောတဲ့အထက်မှာတကယ် Trump ပြောတာကတော့ဒီသဘော ေါ်လွင်တယ်ဆိုတာကတော့အဲ့အဲ့တုန်းကကြီးလိုက်တဲ့လူတွေအားလုံးတင်လို့လည်းပဲညညဘက်ထိုင်ကြည့်နေတာပဲဒီလူတွေကလူထင်ကြတယ်ပေါ့ဒီလိုပဲယူဆကြတယ်အမေရိကန်လူတို့တော်တော်များများကိုမေးကြည့်အဲ့ဆံကလူပဲတကယ်လှုံ့ဆော်ခဲ့တာပဲဆိုပြီးတော့ပြောကြတာပဲဒါပေမဲ့တရားဥပဒေအရသူလွတ်ကင်းနေပေါ့လေတမန်တော်ရဲ့ Amnesty ဘာညာကင်းလွတ်ကင်းနေပါလေစီးရဲဆိုပြီးတော့လူပြတယ် ဆိုတော့ဒီကိစ္စကိုပြန်ဖော်ရတဲ့သူကသိခံတင်ပြီးတော့လုတာဖြစ်ပါလိမ့်မယ်ဆိုတော့ BBC လုတာဟာအနှစ်သာရအဖြစ်တော့ဒီသဘောကိုဖော်ပြတာပဲသို့တော်လည်းပဲလုပုံလုံနည်းရသွားသွားကိုသက်ထွေးနိုင်ပြောလို့ပေါ့လေအတိအကျမဟုတ်ပြန်တယ်ဟိုနာဟာဖြတ်ပြီးတော့ဟိုနာမှာကတ်တာပေါ့လေတနေ့ရလောက်လွယ်တဲ့သဘောဖြစ်တယ်ဆိုတော့အတိတ်ပဲကတော့သိမလွယ်သွားဘူးသို့ပေမဲ့အတိအကျတော့မဟုတ်ဖဲအဲ့လိုတမင်ဆွဲလို့လို့ဖြစ်နေတယ်ဆိုပြီးတော့ဒါထမ်ကဆွဆွဲတာပဲဖြစ်ပါတယ် အဲ့ညမှာကျွန်တော်လဲဟိုတွေ့တာပေါ့နော်သူ့ရဲ့ဒီမိကွန်းအနောက်ပိုင်းမှာကိုတိုက်ပွဲဝင်ရမယ်ဆိုတာပါတယ်သူဆိုလိုဂျင်နာကလည်းဟိုထက်တလဲလက်တာကိုနောက်ပိုင်းမှာပြောတယ်ဒီပုံမှာ BBC ဘက်ကဘာကြောင့်ဒီပုံမှာသူတို့ဘက်ကဟိုဝင်ခံလိုက်တာလဲပေါ့နော်ဆိုလိုတာဒီ BBC ချက်ရမှန်းတာသူတို့ error adjustment လို့ပြောလိုက်တယ်သူတို့ဘက်ကဟိုမှားတယ်ဆိုတော့ပြောတယ်အမှန်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ ITV တို့ဘာလို့ဆိုလဲဒါသူတို့က ဒီဥစ္စာညင်းတယ်လို့အဲ့လိုမျိုးပြောတယ်။ဘာကြောင့် PPC ကအဲ့လိုမျိုးသူတို့မှားပါတယ်လို့ဝန်ခံရတာလဲ။တကယ်ပဲဒီ editing ကဆရာဘယ်လိုမျိုးမြင်လဲ editorial ပိုင်းရလေ။ဒီနေ့ဖြည့်ညက်ကဆိုတဲ့သဘောပေါ့အတိတ်ကတော့သိမပြောင်းပါဘူး။ဒါမှလည်း warning ကိုတိကျမဟုတ်ဖ ೇನೆ ထွက်လိုက်ကြတဲ့မျိုးဖြစ်တဲ့ဆိုတဲ့သဘော warning တော့ဟုတ်တယ်မနေရပြောင်းလိုက်ကြပါလေ။အဲ့ဒါမျိုးဖြစ်တာတွေ့ရတယ်။ BBC ရဲ့အစဉ်လာတစ်ခုက BBC မှာတော့တခြားဟာတွေမှာလည်းပဲ ကျွန်တော်တို့ကတွေ့ကြတဲ့ခေါ်ဘရင်မရဲ့မင်းကွန်းအာနိသက်ကမှပြောတဲ့ပြည်သူပြောတဲ့မင်းကွန်းကိုတော့အစားဆုံးထွင်ရမယ်ဒါတော့ edit လုပ်ပါမရှိဘူးကျွန်တော်ရကတော့သူဖြတ်တောက်ပြီးတော့ထွင်တာပဲကျွန်တော်ကတော့သူကဖြတ်တောက်ပြီးတော့ထွင်တယ်သူကဖြတ်တောက်ပြီးတော့ဟိုရွှေတူရွှေလောက်တာနဲ့ပတ်သက်ပြီးသူကတော့သူကလည်းလက်ပြတ်မဆက်တဲ့သဘောတော့ဖြစ်ပါလိမ့်မယ်သူက6ပြည့်ကင်းဖြစ်နေတဲ့သူ institution အဖွဲ့အစည်းအနေနဲ့ကတော့သူတို့ဟာ အမှားကိုလုံးဝကင်းရှင်းအောင်လုပ်ထင်တယ်ဆိုတဲ့ဘက်ကိုပြသတာပဲသို့ပေမဲ့သူရဲ့ရည်တည်ချက်ကိုတော့သူတို့ဆက်သွားမယ်သူတို့ရဲ့တာဝန်ရှိတဲ့လူတွေကတော့ငါတို့တာဝန်ယူရဲဒီဟာဒီလိုလုပ်တာတော့ဟိုရွှေတရွှေလုပ်တာတော့မှန်တယ်ဒီကိစ္စကိုတော့ငါတို့တာဝန်ယူတယ်ဆိုပြီးတော့ပြောတယ်ခက်တာကလုံရတဲ့သတင်းသမားတူးချင်းအနေနဲ့ဒါသူရဲ့သဘောထားလည်းပတ်မှာပေါ့ဗျာ ကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုပြောမယ်ဆိုကျွန်တော် BBC မှာလုံနေတုန်းကကိုသက်ထွန်းနိုင်တို့လည်းပြည်လိုက်နေမယ်။ဟိုလိုက်ကောကရပြည်နယ်မှာအဲ့ဒီတုန်းကစစ်တပ်ကစိတ်တမ်းငွေကျဲတယ်ဆိုပြီးတော့ဘုံခွဲတယ်ဆိုပြီးတော့သတင်းထွက်လာတယ်တော်တော်ကြည့်တဲ့သတင်းအဲ့ဒီခါမှာ news night အစီအစဉ်က BBC မှာကျွန်တော်မြန်မာဌာနကိုညဘက်ညနေဆုံး9:00 6:00နာရီမှာတက်လာတယ်ကင်မရာနဲ့ချိန်ပြီးတော့နောက်ပြီးတော့ကျွန်တော်ကိုလာပြီးတော့မြင်ရအဲ့ဒီသတင်းကိုအစီအစဉ်ကြည့်နေတယ်ဟာအဲ့ဒီသတင်းမှားတယ်လို့ကျွန်တော်အစားကြပြောပြီးတော့သူက ဟုတ်ရလားသတိမကြည်မချနဲ့မှားတယ်အဲ့ဒါမမှန်ဘူးငါတို့အတိမပြုနိုင်ဘူးလေကြောက်ကိုသူနဲ့ကြားရရမယ်သူစင်းကိုနော်အဲ့လိုဖြစ်တယ်ဘာညာဆိုတော့ဟုတ်ကဲ့ကျွန်တော်တကယ်ပဲအတိမပြုနိုင်ခဲ့ဖို့ညီမအဲ့လိုပြောလိုက်တယ်အဲ့နဲ့သူတို့ပြန်ဆင်းသွားတယ်ဆိုတော့အဲ့လိုသူတို့ကအဲ့လိုလူချင်းသဘောရှိရဲ့ဒါ BBC နဲ့မကဘူး VOA မှာလည်းကျွန်တော်ကြုံရတယ်ပြီးကြတဲ့လင်းကနှစ်ကနေမာတင်လူသာကင်းဝေးနေမှာမြန်မာဌာနကိုလည်းသူကမိပြီးတော့ကျွန်တော်ကိုခေါ်ပြီးတော့ဒါဟာမင်းတို့စီကအောင်ဆန်းစုကြည်လည်းပဲဒါ ပြန်မဖက်တဲ့နင်းနေလို့တာငါတို့ဆရာမာတင်လူသာကင်းကိုနမူနာယူပြီးတော့လုပ်တာပါညာဆိုတော့အဲ့လိုအတင်းဆွေးမိတယ်ကျွန်တော်မဟုတ်ဘူးလို့မာတင်လူသာကင်းကမက်မဂန်ကြီးကပိုရကြီးရဲ့ပြောတော့သူကသိမကြည့်မချမ်းဘူးအဲ့ဆိုတော့တည်င်းသမားတွေဟာ editorial move ပဲပေါ့လေသူတို့လူကျင်တဲ့အခွင့်ကိုရအောင်ဆွေးယူတတ်တဲ့သဘောတော့ရှိတယ်ဗျာ BBC မှာလည်းပဲတွေ့ခဲ့ရတာပေါ့လေဆိုတော့အဲ့အရာကိုလည်းပဲသူတို့လူကြည့်ကြတော့ငါတို့တောင်းယူပါတယ်ဆိုပြီးတော့လုပ်ပြလိုက်တာဖြစ်ပါတယ်ဒါသိကောင်းတဲ့နမူနာပါပဲဗျာသူတို့အမှားတကယ် လုံးဝမခံနိုင်ဘူးဆိုတဲ့သဘောဟုတ်ကဲ့ဆရာတော်ဥပမာနဲ့ရှင်းပြတော့ဟိုတော်တော်လေးဟိုရှင်းသွားပါတော့အဲ့တော့ဒီ BBC လို့ပေါ့နော်ကျင်းဝတ်ကိုစံထားတဲ့မီဒီယာတွေပေါ့ BBC ပါဝင်ဆိုတော့တို့ရဲ့အဓိကစံထားမှုအဓိကကျွန်တော်တို့နားလည်ရတော့ဘတ်လိုက်မှုမရှိရဘူးပေါ့ဒါအဓိကစံပေါ့လေဆိုတော့အဲ့ဒီအနေနဲ့ပတ်သက်ရင်ဘယ်လောက်ထိတို့တန်ဖိုးထားလဲဘယ်လောက်ထိစီကံတင်းကျက်လဲဆရာရဲ့အတွေ့အကြုံရအဲ့ဒါလေးလည်းနဲ့သိလိုပါတယ်ဗျဘတ်လိုက်မှုမရှိအောင်တို့သိနေပါတယ်သိပြီးတော့တိကျသူရဲ့မူကတော့ဘတ်လိုက်မှုလုံးဝမရှိပါဘူးဘယ်ဘက်ကမှ အာအရင်တုန်းကလည်းပဲသူတို့အစိုးရဘက်ကလည်းသူတို့မလိုက်ပါဘူးသူတို့အစိုးရရဲ့ထိတန်းရှိဝဲသတင်းတွေတော့မှသူတို့ကဒါပြောသင့်တဲ့ tin ပြောခဲ့တာပဲဘက်ကဘို့လို့အစိုးရဘက်ကဘို့လို့ထိန်ချန်ထားမယ်ပါညာဥပမာအဲ့ဒါလည်းပဲနမူနာတစ်ခုပြောမစင်အဲ့ဒါလည်းသမိုင်းနဲ့မှာပေါ့လေဒုတိယကမ္ဘာစစ်တုန်းကစင်ကာပူဂျပန်တွေတိုက်တဲ့အခါအင်္ဂလိပ်ကစစ်ဆုံးနေပြီပေါ့လေခံလိုက်ရပြီအဲ့ဒါကိုအဲ့ဒါကိုသူတို့အစိုးရတိုက်တန်းစစ်တရင်ဖြူဝဲဖြစ်နေထားတဲ့ကျွန်တော် BBC ပေါ်ထရိတ်ဆိုပြီးတော့ ကျွန်တော်ဖတ်ဖူးတယ်ပေါ့လေဆိုတော့အဲ့ဒါမျိုးတွေကိုကြည့်မယ်ဆိုရင်သူကအမှန်ကိုဆိုရင်ငါတို့ပြောမှာပဲဘသူမျက်နှာကမထောက်ဘူးဘယ်ဘက်ကမလိုက်ဘူးဆိုတဲ့သဘောသူတို့ even သူတို့အဆိုရသူတို့နိုင်ငံအဆိုရဆိုတာလည်းပဲသူတို့သဘောမထားဘူးလေသူတို့အဲ့လိုပြောပါတယ်ဆိုတော့အဲ့ဒီဟာကတော့မှန်ပါတယ်သူကဘယ်လိုက်မှုမရှိအောင်အများအားကြိုးစားတယ်သူတို့ကိုသူတို့လည်းလက်မထောင်ကြီးကြွေးကြော်တယ် BBC ကဒါ World Reference Point ဆိုပြီးတော့ about ခုနကဒါအာကူအထာပြရမယ်ဒီညွှန်းရမယ်တည်င်းဌာနဆိုပြီးတော့သူတို့အများအား ူသက်ထွင်းနေလဲအဲ့မှာလုတ်ခက်ကိုသက်ထွင်းလဲဒီခါကိုကြောက်မှာပေါ့လေဆိုတော့အများအားအဲ့လိုပြောနေတာပါအေးတချို့ကတော့ပြောမှာပေါ့ရမြန်မာနိုင်ငံစစ်အစွဲအရောမှာမိုးလုံးပြီးဘုရားဝါရလွင်နေရဘာညာတအားတော့ကျွန်တော်စဉ်းစားရမလို့ထင်ပါလေတာအဲ့ဒါဆရာကုနာပြောရတဲ့ချက်မှာပေါ့နော်ဒီသတင်းတီးဖြတ်သူသတင်းထုတ်လုပ်သူကတော့ကုနာဆရာပြောသလိုတစုံတရာသူ့ရဲ့အာပေါ်လေးထည့်ချင်တာသူလိုချင်တဲ့ point ကိုပေါ်ပြကျင်တာပါမှာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုကြီးကျက်ရတဲ့ editor ပိုင်းရောအဲ့ဒါတွေကိုဘယ်လိုတီးဖြတ်ရလဲတကယ်လို့ဟို ဟိုအဲ့လိုမျိုးတွေ့ပြီဆိုရင်ရောဒါဟိုအထက်က editor ဒါဒါတီးဖြတ်ခွင့်ရှိလားအဲ့ဒီလုံထုံလုံဒီပုံမှာဆရာဘယ်လိုမျိုးမှတ်ချက်ပေးလို့လဲထက်ကတော့တီးဖြတ်ရတာတီးဖြတ်ရမှာပေါ့သူသင်းသိပြီးတော့ sensitive ဖြစ်တဲ့ဒါ BBC ရဲ့သင်္ခါကိုထိခိုက်မဲ့ဘာညာထင်းလဲဆိုရင်တော့ကျွန်တော်ကတော့တီးဖြတ်တဲ့လို့ထင်ပါတယ်ဟာမင်းအဲ့လိုမလုပ်နဲ့ဒါနည်းနည်းလျှော့ပါအောင်စသဖြင့် ဒီမှာလေးပြောကြရတာပဲလေသံလေးပဲတစ်ခါတစ်ခါကျတော့သတင်းထောက်တွေကတိတ်တဲကြွလာပြီးပြောမင်းနဲ့လေသံလျှော့ပါဦးတင်လို့အများရန်ပြောနေကြတဲ့ခါကျမှမြန်မာနိုင်ငံသတင်းနဲ့ပြောတဲ့အခါမှာအများရန်အဲ့လိုသူရကံပင်းနေရတာခံစားနေရတာအများကြီးရှိရဆိုတော့အဲ့ဒီမှာပြောမိတာရှိတယ်ဒါပေမဲ့သတင်းသမားအနေနဲ့နည်းနည်းလျှော့ပါဦးဆိုတော့အများရန်ထင်ရတာပါပဲဒါအဲ့ဒီဒါဟာထင်ရတဲ့ဘက်မှာအများကြီးရှိပါတယ်အဲ့ဒါဆိုတော့ဟာမြောက်ပြေးတဲ့ဘက်မှာဘယ်တော့မှမရှိရပါဘူးโอเค ဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြီးမြန်မာသတင်းလောကကိုလည်းကျွန်တော်ထပ်မေးလို့ပါတယ်ဒါပေမဲ့အခုတော့ကျွန်တော်ထပ်သိချင်တာအခုအရန်စိတ်ဝင်စားဖို့ကောင်းတယ်လေ BBC Panorama အစီအစဉ်တော့တကယ်ဒါအစီအစဉ်အကြီးပေါ့နော်ဒီအခုဒါ Trump နဲ့ပတ်သက်ပြီးမှတ်တမ်းဒီအဲ့ဒီနေ့က Trump ကဒါ White House နားမှာ Amy Rona မှာသူ rally မှာစကားပြောတယ်ပြီးသူ့လူတွေကချီတက်တယ်ဒါတဖြစ်စင်ကပြီးသွားပြီပြီးမှ Panorama BBC အစီအစဉ်ကပြန်ပြီးတော့ဒါကသူ့မှတ်တမ်းနေနဲ့ပြန်လုပ်တာလေ BBC ကဒီကရေးဒီလိုမျိုးသတင်းတိုက်ရိုက်ဖော်ပြလိုက်လို့လူတွေကချီတက်ပြီးတော့သွားပြီးတော့ဟိုအကြမ်းဖက်တာမဟုတ်ဘူးပြန်ပြီးမှမှတ်တမ်းနေနေတင်တာဒါဟို Trump ဘာကြောင့်အဲ့လောက်ထိသူခံပြင်းတယ်လို့ဆရာမြင်လဲဗျာတော်တော်ပြောခဲ့လို့ပါပဲသူရဲ့အပြစ်နာဆပေါ်မှာနောက်ခုအဲ့ BBC ဟာလည်းပဲဒီ Trump နဲ့မကဘူးဟိုမှာ IRA ဥက္ကဋ္ဌရှင်ဖိဟိုနောက်တော့ Jerry Adams စီရမလားဟိုဒီလိုခေါ်အဲ့လူက စူရနဲ့ပြည်လည်မှုရပြည်နဲ့နောက်မှာ BBC ကသူ့ကို2000လောက်မှလည်းမသိဘူး15မှလား14မှလားမသိဘူးအဲသူဟာနောက်လူတယောက်ကိုစက်ဖို့အတွက်သူညွန်ကြားချက်ပေးခဲ့တယ်ဆိုပြီးတော့ BBC ကထွင်တယ်အဲ့ဟာကို Jerry Adams ကတရားပြန်ဆွဲတယ်လန်နာမှာတရားရုံးကပြန်ဆွဲတယ်ပြန်ဆွဲတော့တရားရုံးက Jerry Adams ကိုအနိုင်ပေးတယ် BBC ကရော်ရမယ်ဆိုတော့အဲ့မှာ BBC ကဘလောက်လဲဗျအဲ့ဟို ရယူရိုတစ်သိန်းလားမသိဘူးကျွန်တော်မမေ့အဲ့ရောက်ခဲ့ရဘူးလေအဲ့လိုဟာရရှိတာပဲသူကလည်းပဲဆိုတော့အခုလည်းပဲဒေါ်နယ်ထရမ့်ကတော့သူ့ကိုအဲ့လိုပြောရဲဆိုတော့သူဆွဲတာကတော့သူနစ်နာတယ်ဆိုတော့ခုနလိုပြောသူတကယ်ပူဆူသွားမဲ့အခြေအနေတော့ရှိတယ်ပေါ့လေအဲ့လိုသဘောမျိုးရှိရဆီတော့ပြောတယ်ဆိုတော့ဒီညမှာတင်တော့ဆက်ပြောချင်တာကအခုကတော့သူဘက်က BBC ဘက်ကဒီဟာကိုမားတယ်ဆိုတော့နှုတ်ထွက်တဲ့တာဝန်ရှိတဲ့လူကရာထူးကနှုတ်ထွက်တာတွေပါနေနှုတ်တယ် ဒါကိုကြည်အေးသွားနိုင်မလားဆိုတာလည်းပဲပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ထင်တယ်။ဒါအထင်ပေးတာတော့နှစ်ရက်လာကြံသေးတယ်နဲ့နှစ်ရက်သုံးရက်။ဆိုတော့အခုတချို့ဒီလန်ဒန်ဘက်က မီဒီယာစနစ်တယောက်က BBC ကိုပြောတာတွေ့တယ်ကျွန်တော်။ဘာပြောလဲဆိုတော့ ဒီဟာထရမ့်ကသူ့အပြည့်အနာဆောင်သူဖော်နေတာတဲ့လူတွေကသိတယ်ဒီလူဘာလုပ်ခဲ့တယ်ဆိုတော့ဆိုတော့တရားရုံးကိုရောက်ပြီးအမှုရင်ဆိုင်ရင်အစိမ့်ဖော်ရမှာပေါ့ကဲသူများဘာပြောလဲပြောစအဆုံးပြန်ပြောရရင်သူနာဖို့သာရှိရဲ့ဆိုပြီးတော့ပြောတယ်အဲ့ဒါကြောင့်သူကစိတ်တုံးမှမဟုတ်ဘူးလေပြောတယ်ဆိုတော့စောင်းကြည့်ရမယ့်ပွဲပါပွဲရတော့သိတိကြောင်တကယ်လည်းဖြစ်နိုင်တယ်ဟုတ်တယ်လေအကုန်လုံးဒါညောင်မြေတွေ့ရင်ပုံပြင်ဦးပေါ်လာမယ်ဆိုရတဲ့အကုန်လုံးပေါကုံမှာပဲပေါ့သူဘလောက်ပြောခဲ့တယ်ဘယ်လိုလဲဆိုတော့တရားရုံးကအစိမ့်ကိုသူကမေးရတော့မှာပဲ အဲ့ဒီခါမှာသူဘလောက်ပြောနိုင်မလဲဘလောက်အမှန်တရားပေါ်ထွက်လာနိုင်မလဲဆိုတော့ဒီဟာကိုစဉ်းစားပြီးတော့သူရဲ့ရှင်နေရသူရဲ့အကြံပေးတွေကအခုသူတို့ကတောင်းပန်တယ်သူတို့ကယာတုကနှုတ်ထွက်တာတွေပါတယ်လှုပ်တာနဲ့ပဲခြေနဲ့လိုက်တော့သမဏကြီးရေလို့ပြောကောင်းပြောလို့မလားတော့မပြောတော့ဘူးဟုတ်ကဲ့ဟုတ်ရဲ့ တော့ရတော့ကြံသေးတယ်စောင့်ကြည့်ရမှာကြံသေးစောင့်ကြည့်ရမှာပေါ့စိတ်မသက်ဘူးကောင်းမှာသိပြီအဲ तू ကတော့1 billion ဆိုပြီးတော့တင်ထားတယ်ဟုတ်ပြီအဲ့တော့ BBC ရဲ့ချင်းမိုဘိုင်ကိုထက်ပြီးကျွန်တော်သိလို့ပါတယ်အဲ့ဒါကတော့အခု panorama မှာ panorama ကိုတီးဖြတ်တဲ့ editor အဆင့်ရှိမှာပေါ့နော် तू ကနေ तू ကြိုက်ပြီးဆိုသူလွှင့်လိုက်တာပြင်မှာပေါ့ဒါပေမဲ့တောင်းဝယူတဲ့အပိုင်းကျတော့တကယ် CEO ပေါ့နော်သတင်းပိုင်းက CEO ကလည်းနှုတ်ထွက်တယ် BBC ရဲ့ဒီညွှန်ကြားမှုချုပ်ကိုနေရတာနှုတ်ထွက်ပြီးတယ်ဆိုတော့သူ့ရဲ့ချင်းဝတ်တိတ်ခါတန်ဖိုးထားမှုပေါ့အဲ့ဒီဟာရောဒီ institution ကို ဘယ်လိုမျိုးကျွန်တော်တို့ဟိုနားလည်လို့ရမလဲစိတ်လေးစားဖို့ကောင်းပါတယ်စိတ်လေးစားဖို့ကောင်းပါတယ်တရင်တန်းလို့ဆိုရင်သက်ဆိုင်တဲ့လူကိုတောင်အပြစ်လွှဲရမှာပေါ့ဗျာဟုတ်တယ်မလားအဲ့ဒါဒီကောင်မင်းသုံးပြလို့ဘယ်လိုဖြစ်တာဆိုပြီးတော့သူကမဟုတ်ဘူးလူကြီးကိုယ်တိုင်ကသူ့ကိုတောင်းပြီးနှုတ်ထွက်တာစိတ်လေးစားပါကျွန်တော်အဲ့ကျင်းပါအင်မတန်အတူယူစင်းတဲ့လူဖွဲ့စည်းတစ်ခုဖွဲ့စည်းတစ်ခုဖြစ်ပါတယ်အဲ့ဟာတော့သိတံပိုးထားတဲ့ကိစ္စဖြစ်ပါတယ်တရင်တန်းလို့ဆိုမလုပ်ပါဘူးညသောအဖြစ်တွေ့နေရတယ်ပဲ တော်တော်များများတင်လို့ရနေလက်လက်မိတဲ့နေရာဒီမှာပဲအာမင်းအသုံးကြလို့ဆိုမင်းစကန်ထုတ်လိုက်တာပဲသူကသူကတော့ပုံပုံဒါငါတောင်းရင်ပြီထွက်သွားတာပဲအဲလင်းစားဘူးကောက်မှာရအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ရင်သူ UK ပါလီမန်ကလည်းဒီ BBC ကိုမေးတာပေါ့နော်ဟိုမေးတဲ့အခါမှာဟိုတချို့အချက်မှာဟိုမေးတာတော့အများကြီးပေါ့လေဒါ BBC chairman လည်းပြန်ဖြေပါတယ်ဒါပေမဲ့အဲ့ဒီမှာတခုရှိတာကဒီ conservative အခုဟိုခေါင်းဆောင်အစ်စ်ပေါ့နော်သူက မေးတာ BBC ထဲမှာခုနလို cultural change ပေါ့လေရင်ကျင်းမှုဆိုင်ရာအပြောင်းလဲအဆင့်ထိကို လုပ်ဖို့လိုမလားပေါ့နော်ဥပမာခုလိုခုလို editorial အမှားတွေဖြစ်လာတယ်ဒါဒါဟို editor တဦးချင်းနဲ့ဆိုင်တယ်ဒါပေမဲ့အဲ့လိုအခြေအနေမျိုးတွေမှာအပြောင်းလဲကြီးအကြီးမားမားလုပ်ဖို့လိုမလားဆိုပြီးမေးထားရှိပါဆရာအဲ့တော့ဆရာအနေနဲ့ဆရာ BBC မှာလည်းဖြတ်တန်းမှုတော့အခု BBC ကဒီတစ်ခုတည်းမဟုတ်ဘူးနော်ဂါဇာမှာလည်းဒီလိုမျိုးသူ့ကိုဝေဖန်မှုတွေရှိတယ်တခြားအများကြီးရှိလာတဲ့ခါမှာ ဘလို့အချင်းလေးဆရာမြင်လဲ BBC တခုလုံးဘလို့မြင်နေရလဲအာကျွန်တော်အနေနဲ့ကတော့ဘာမှထွေထူးမှားရင်းနေတော့မယူဆပါဘူး BBC မှာတော့ကျွန်တော်ခစ်တုံးကလည်းပဲဒီ review လုပ်ကြတာပဲလာစဉ်လုပ်ကြတာပဲသူတို့သူတို့ဌာနမှာလည်းရှိမှာသူတို့မှာလည်းရှိမှာပဲအဲ့ဒါသူတို့လုံလိုက်ပြီးရင်အဲ့ဟာကိုသူတို့အစီအမင်းတဲ့လူတွေကဒီ program ကိုဖွင့်ပြီးတော့အာမင်းဘာလို့လဲဘယ်ဟာကိုပြင်သစ်နေဆိုတာကတော့ကျွန်တော်လုတ်ခဲ့တုန်းကတော့ ကျင်းရုံးမြန်မာဌာနကထုတ်လွှင့်တဲ့သတင်းတွေဆိုလို့ရှိရင် news room ကအထက်လူကြီးတွေ editor တွေလာပြီးတော့အဲ့လိုပဲပြောကြတယ်ထောက်ပြကြတယ်အနောက်လက်တူတော့ပဲထုံနီလောင်တခြားဌာနတွေလည်းအဲ့လိုတွေ့ရပါတယ်ဆိုတော့ BBC မှာတော့သူ့အတွင်းမှာသူ့ရဲ့ထိမ့်သိမ့်တဲ့စနစ်တွေတော့သူ့ရှိမယ်လို့ထင်ပါတယ်အဲ့တော့အပေါ်ကအဲ့ conservative ware တိုက်ခိုက်တာကတော့လည်းပဲမပြောရဘူးပေါ့လေသူတို့နဲ့လည်းပဲစိတ်တော့သဘောထားချင်း မတိုက်ဆိုင်တဲ့ဟာကိုလည်း BBC ကပြောချင်လဲပြောနေရဲဆိုတာလည်းပဲသူတို့ကြိုက်ချင်မှကြိုက်မှာပေါ့သူတို့ BBC ကလည်းပဲဒါပြည်သူလူထုရဲ့လူထုစီကရတဲ့ text နဲ့သူတို့ run လုပ်တာဆိုတော့အဓိကကတော့အဲ့ဒါပို့ပြီးအရေးကြီးတယ်ထင်ပါတယ်လူထုကျင်းနေအောင်ပဲသူတို့အဓိကဥတီထိုင်းမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အဲ့ဒီအချက်လည်းပါတယ်ဆရာအဲ့တော့ဟိုဒီလွတ်တော်မှာသူတို့ပါလီမန်မှာဆွေးနွေးတော့ ဟို BBC ကရတဲ့ backlight မှုကိုစစ်စစ်မှန်မှန်ပေါ့နော်မှန်ကန်စွာမပြနိုင်ဘူးဆိုရင်ဒီ license ကြီးပေါ့အခုကပြည်သူတွေရဲ့ TV license ကြီးကို BBC ကအကုန်ရတာဟိုဒါနဲ့ runner ဆိုတော့အဲ့ဒီ backlight မှုကိုမပြနိုင်ဘူးဆိုရင်အဲ့ license ကြီးကိုပြန်သုံးသပ်ဖို့လိုမလားပေါ့ parliament မေးခွန်းထုတ်တာတော့ဒီဥစ္စာနောက်ပြီးတော့အခုတခြား TV ဌာနတွေကလည်းထုံးစံနေပေါ့သူတို့မရတော့သူတို့ကငိုတဲ့က complaint ရှိတယ်အခုနောက်ပိုင်းကျွန်တော်တို့ UK reform party ပေါ့နော်ဒီလက်ရနည်းနည်းလေးအစွန်းဖြစ်တဲ့ ဒီ Niger Farag ကဆိုရင်ဒါမေးခွန်းထုတ်တယ် license ကြီးကိုရက်တင်တယ်ပေါ့ BBC ကအဲ့လောက်ထိအခုကကြက်ကြက်ပြက်ပြက်ပြောလာပြီဒီတိုင်းပြည်မှာလေဆိုတော့ဒီရာနဲ့ပတ်သက် BBC ကဘယ်လောက်ထိစိုးရိမ်မှုကောင်းလဲဒီ license ကြီးမရ run မှုကခက်ပြီလေအဲ့ဒါဆိုရင်ကျွန်တော်တို့ဟို BBC မြန်မာပိုင်းတို့ဘာလို့တခြား language service တွေလည်းဟိုထိခိုက်မှုရှိနေတယ်အဲ့ပေါ်ရောဆရာနည်းနည်းတော့ဆရာအနေနဲ့တော့အလံဝေးမှာပေါ့ဆရာဆရာနည်းနည်းဟိုပြောနေကြတော့ဒီဘာများပြောလို့ရ ဒါမဲ့စကားရပြပြစီပါလီမန်ပြရပစနေရနာမမူတာအဲပြည်သူတွေကြည်ပြူလို့ပြတာကျွန်တော်ခေတုံးကလည်းပဲ BBC ကိုအဲ့လူလူစီကအဲ့ TV ရေးဘကောက်ဖဲနဲ့ပြမယ်ဆိုတော့ဗာစင်းစားလဲဆိုတော့အဓိကကမာရှယ်ရီပေါ့ကြော်ညာတွေထဲရမှာပေါ့ဒီမှာအမေရိကန်မှာထဲနေလို့ပေါ့ခါခဏလေးကြည်လို့ကောက်နေတော့မှာဟာကြော်ညာဝင်လာကြပြီအဲ့လိုမျိုးပြမယ်အဲ့လိုမျိုးလုံလာဆိုတော့ BBC ပြစ်သက်ကကိုလက်မခံဘူး လူလူကမကြိုက်တာအဲ့ဒါမလို့ကြည့်ဘူးငါတို့ကမအဲ့ဒီ commercial တွေကြော်ညာတွေကိုမကြည့်ခင်ဘူးသတင်းသတင်းတောက်လျှောက်ပဲကြည့်ခင်တယ်ဆိုတော့လူလူကိုနှိုက်တာအဲ့ဒီသဘောတူပြီးတော့ပေးထားရတယ်လို့ထင်ပါတယ်အဲ့ဒါဆိုတော့အခုလည်းပဲအဲ့ဒီသဘောဓာတ်မျိုးစီးမှာပါအဲ့ Nigel Farage ကိုဘလောက်ပဲပြောပြောပေါ့လူလူကသူတို့ပေးရတဲ့ပတ်စံမှုပါပဲလူလူကပေးတာလူလူကြည်ကြည်ဖြူလို့ပေါ်ရတာသဘောတူတယ်ဆိုတော့ပိတ်စဉ်းစားကြရတော့မဟုတ်ဘူးလို့ထင်ပါတယ်ဗျာဟုတ်ကဲ့အဲ့တော့ BBC နဲ့ဒီ tax payer တွေကိုကျင့်တဲ့အောင်သူတို့တခုပြန်လုပ်ပြီးလုပ်လုပ်ပဲဒါပေါ့အဲဒါဒါပြည်လဲသွားမယ်ဒါပဲအဲ့တော့အဲ့တော့ဆရာကကနတော့ပြောပြီးပြီဒါပေမဲ့ trend တွေနဲ့ကရောကကနအခုကတောင်းမှန်တဲ့တလောက်လဲတောင်းမှန်ပြီးသူကတော့၁၄ရက်နေနောက်ဆုံးထားပြီးတော့ full and fair ပေါ့ retraction သူလောက်ခိုင်းတယ်အပြည့်ဝဒါတွေကိုပြန်ရုပ်သိမ်းပြီးတော့ဘလို့ပုံစံသူလိုချင်တာလဲတော့မသိဘူးအခုတော့တောင်းမှန်ပြီးပြီဆိုတော့အဲ့ဒါနဲ့ပဲပြီးသွားနိုင်လားကနလို့သူ1 billion အထိတက်နိုင်လားအဲ့ဒါလဲဆရာဆက်ပြီးတော့ဟိုကနတော့ပြောပြီးပြီဘလို့ဖြစ်လာနိုင်လဲဆရာ အဲ့တော့ဆုံးကြည့်ရမယ့်အခြေအနေပါပဲတကယ်တော့ဒါပေမဲ့လည်းစောစောကဒီရှင်းနေပြောရဲစကားကျွန်တော်ပြောပြတဲ့အတိုင်းဆိုရင် Trump ကသူ့ဘက်ကလည်းနာစရာရှိရဲဆိုသူစဉ်းစားမှာပေါ့လေဒါပေမဲ့လည်း BBC ကလည်းပဲဒါမွေမသေးဒုံမချိုးပေါ်တဲ့နှစ်ဖက်လုံးပြည်လေအောင်ဖြစ်သွားရင်တော့ပူကောက်မယ်ဆိုပြီးတော့သူလည်းကြိုးပမ်းမှာပါပဲအခုလှုပ်ထားတာကနှစ်ခါအများကြီးလိုက်ကျော်မှုဖြစ်ပါတယ် BBC ကချိုးဌာနကြီးရဲ့ဆိုလှုပ်မှာမဟုတ်ပါဘူး BBC မလို့လှုပ်တယ်လို့ပြောမှာပါဆိုတော့သူတို့က တတက်ပါများလိုက်လျှောနိုင်မယ်ဆိုတော့သူတို့ကြီးကောင်းကြီးတင်းမပေါ်တယ်တရားရုံးမရအောင်ဒါပေမဲ့သောသောကပြောတဲ့ဥပဒေပညာရှင်ကတော့မြောက်ပြီးတဲ့ BBC နဲ့တောင်မဆုံနေတဲ့ဆက်သားလုပ်တဲ့သူနောက်ဆူရမှာတဲ့သူပဲနင့်လာမှာဆိုပြီးတော့ပြောနေရတွေ့တယ်သူရဲ့ PR stand ပေါ်လေဒီဟာဒေါ်လာထရမ်ကိုသူသုံးလာတာဟာအဲ့ဒီဟာမှာသူအခက်အခဲတွေ့သွားနိုင်တယ်ဆိုပြီးတော့ပြောတယ် ုတ်ကဲ့ဆရာဒီ BBC နဲ့ Tran နဲ့ကိစ္စနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်မြန်မာသတင်းမီဒီယာလောကနဲ့ပတ်သက်ပြီးလဲဆရာရဲ့သဘောထားကျွန်တော်မေးလိုပါတယ်အဲ့ဒါတော့အခုကဟို2021စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းမှာမီဒီယာပြိုကျသွားတာပေါ့နော်ဗမာပြည်မှာဒါကတော့ထုံးစံပဲအာဏာရှင်တက်လာပြီဆိုရင်ကျွန်တော်တို့မီဒီယာကိုသူ့ပိတ်ပစ်တာပဲလीနော်ဘာမှဝေဖန်ခွင့်မရှိဘူးဒါပေမဲ့ခစ်ကခုနလိုကျွန်တော် TV တို့ Radio တို့ website တို့ခင်မဟုတ်တော့ social media ဆိုတော့ဒီ media အတွက် platform ကကျွန်တော်တို့ရှိပြီးသားဖြစ်နေတော့ ိုကျွန်တော်တို့ကိုယ်နိုင်အခုဒါပြီးပြီးဟို Facebook နဲ့ YouTube ကိုအဓိကထားပြီး platform ရှိတဲ့ဆိုကျွန်တော်တို့တင်ဆက်နိုင်တယ်အဲ့ဒီလိုပဲစေအုပ်စုကပိတ်ပင်မဲ့လဲကျွန်တော်တို့ဟိုသတင်းမီဒီယာတွေကအပြင်နိုင်ငံပြောင်းသွားပြီးတော့ခုန platform တွေကနေပြီးတော့ဟိုအများကြီးလွတ်လွတ်လပ်လပ်တောင် ပို့ပြီးတော့လုံနိုင်လာတာပေါ့နော်ဟိုလွတ်လပ်တာအပြင်ကိုကျွန်တော်တို့ကခုနပြောသလိုဟိုကျင့်ဝတ်စည်းပောင်ထိပါကြော်ပြီးတော့ထွက်သွားရလို့ကျွန်တော်ကျွန်တော်မြင်တာပေါ့လေအဲ့လိုဒီကိုဖြစ်သွားတာပေါ့ဟိုထိန်းကိုမရှိတော့ဘူးလေဟို ခုဆိုလို့ချင်း BBC ဒါပြဿနာတက်ပြီเนาะဒါဒါအရှိအနောက်လေးလွဲလိုက်တာ ਨੇ ဟိုဆိုတော့ကျွန်တော်တို့မီဒီယာလောကမှာကျတော့အဲ့လိုအထင်းကိုမရှိတဲ့အနေအထားမျိုးကြီးကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့အဲ့အတွက်ပေါ့ဆရာရဲ့ဒီဒီနှစ်ပေါင်းများစွာဆရာရဲ့ editor လုပ်ခဲ့တဲ့ဒီအချိန်တွေကနေမြန်မာခုလက်ရှိသတင်းမီဒီယာလောကမှာဆရာဟိုတခုခုပေါ့ပါလိမန်အကြံပြုခြင်းလဲပါလိဝေဖန်သုံးသပ်ပေးခြင်းလဲဆရာကြံပြုခြင်းဒါတော့ကြံပြုလို့လည်းရမှာပေါ့သူတို့ဆန္ဒနဲ့သူတို့လုပ်နေကြတယ်ပဲဒါပေမဲ့ခက်တာက မီဒီယာတွေဟာနှစ်ကိုခံခဲ့ရတာ NLD အစိုးရတက်ခဲ့တော့ကလည်းမြန်မာနိုင်ငံမှာမီဒီယာဟာတကယ်လွတ်လပ်ခွင့်အပြည့်အဝရရှိခဲ့ရလို့မပြောနိုင်ပါဘူးထိန်းချုပ်မှုတွေအများကြီးတင်းတင်းကျပ်မှုတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတဲ့ပူဆိုးတော့ဘာအနာသိမ့်ပြေးနောက်မှာဘာမှကိုမရှိတော့ဘူးဆိုတော့မီဒီယာတွေဟာသူတို့ကစိတ်ခံပြင်းတာအများကြီးပါပဲမီဒီယာလည်းပဲသူတို့ယုံကန်တယ်သူတို့မှလည်းပဲ ဒါကမ်ပိန်းဒေါသထွက်မှုရှိတာပေါ့လေမီဒီယာတွေဆိုဒီဆဲအနာသိမ်းကိုနာကြည့်ရအနာချင်းစစ်ကိုသူတို့လုံးဝလက်မခံနိုင်ဘူးဆိုတော့များသောအားဖြင့်မီဒီယာတွေကအခုကျွန်တော်မြင်တာအပြည်သူတွေနဲ့ယက်တည်ပြီးတော့ဒါအခုသူတို့သမားဓမ္မဘက်ကယက်တည်ရပေါ့လေအမှန်တရားဘက်ကယက်တည်ရမယ်ဆိုပြီးတော့အဲ့ဒီဟာကိုအဲ့လိုအကူအကားတွေရှာပြီးတော့သူတို့အဲ့လိုလှုပ်ကြတာပါပဲအမှန်တရားနဲ့ဒီဓမ္မနဲ့အတ္တမကြားမှာယက်ကြားဆိုတာမရှိဘူးအဲ့ဒီကူမှာ ဒီဘက် either this side or that side ဆိုပြီးတော့အဲ့ conjugation သူတို့လုံနေကြရလို့ထင်ပါတယ်ဆိုတော့အဲ့ဒါတော့ပြောရခက်ပါတယ်သူတို့ရဲ့ conjugation သူတို့လို့ပဲပြောမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဖိနန်လောက်ထင်းတင်းတင်းတင်းပြောဖို့သူကျွန်တော်ကတော့ရည်ရွယ်ပါတယ်ကျွန်တော်ရည်ရွယ်ချက်ကတော့ကျွန်တော်ကတစ်ဖက်သားအဲ့လိုမပြောလိုပါဘူးဖြစ်နေခြင်းများချင်းချင်းစဉ်းစားနိုင်အောင်ဆိုပြီးတော့ကျွန်တော်ကပြောလို့ကျွန်တော်အနေနဲ့ကတော့ပြောလိုပါတယ်ဒါပေမဲ့သူတို့ရဲ့ ဓမ္မဘက်ကရက်တည်ရယ်ဆိုတော့ပြောနေတာကိုလည်းပဲကန့်ကွက်စရာတော့မရှိပါဘူးသူတို့သဘောနဲ့သူတို့လိုလတ်စွာပြောနိုင်ပါတယ်ဟုတ်ကဲ့အဲအဲ့ဒါကိုပဲကျွန်တော်ပြောချင်တာပေါ့နော်ခုနကဟိုဘက်အဖြူနဲ့အမဲပဲမီဒီယာလည်းအဖြူဘက်ကနေမလားအမဲဘက်ကနေမလားစသဖြင့်ဒီလိုမျိုးအယူဆချက်တွေကကျကျလောင်လောင်ဖြစ်လာတယ်အခုတကယ်မီဒီယာကျင့်ဝတ်ရဆိုအခု BBC ဟာဟိုကျွန်တော်ကြည်လန်သိတာလေနော်ဟိုဘမ်ဘလက်ရောက်ဆိုတဲ့စံကိုအဓိကထားရတယ်တကယ်ဟိုစံပြုတ်တဲ့မီဒီယာကျင့်ဝတ်နေတယ်ဆိုတော့ နောက်တစ်ခုကသတင်းအမှန်သိဖို့ပေါ့ right to information ပေါ့ဆရာအဲ့ဒါကြတော့ဟိုကုဏလိုဘတ်တဖက်ကနေပြောနေတဲ့အခါမှာဟိုပြည်သူလူထုကသတင်းအမှန်ကိုရပါမလားဆိုတော့အဲ့ဒါလေကျွန်တော်တို့စဉ်းစားမယ်ချက်ပေါ့အဲ့ဒီပေါ်ဆရာပါပြောလို့ဟုတ်တယ်အဲ့ဒါမရနိုင်တော့အမှန်ပဲသိသိရဖို့ခဲရင်ပါတယ်နှစ်ဖက်လုံးကဟိုဘက်ကပြောတာလည်းဟိုဘက်အစွန်းရောက်နေတယ်ဒီဘက်ပြောတာလည်းပဲပို့ပြီးအစွန်းရောက်နေဆိုတော့ကျွန်တော်ဘာလို့ရမလဲအဲ့ဒါသိပြီးတော့သိအရေးကြီးတဲ့ချင်းချင်းဖြစ်ပါတယ်ချင်းချင်းရမယ့်ကိစ္စဖြစ်ပါတယ်အဲ့ဒါ အဲ့ဒါပေါင်းပြီးတော့နှင်းနှင်းစားပတ်လို့လည်းရတယ်မျိုးမဟုတ်ဘူးသင်ချလို့အဲ့ဒါအဲ့ဒါအဲ့ဒါခက်ဆုံးပဲ right to information ဘယ်သူမှမရနိုင်ဘူးဖြစ်နေပါတယ်အဲ့တော့ထင်းထင်းသင်းသင်းလှုပ်ပြီးတော့အမှန်ကိုပြောနိုင်ရင်တော့ဘူကောင်းတာပေါ့လေဒါပေမဲ့အမှန်ပြောလို့ကောဘလောက်ထရောက်မှလဲအဲ့ဒါလည်းပဲရှိတာပဲအမှန်ပြောရင်လည်းပဲအမှန်တရားဆိုတာတော့ bitter ပေါ့ဗျာ truth ဆိုတာကစိတ်ခါးစီပါတယ်တဲ့မှန်မှန်တဲ့ပြောမှဆိုရင်လူဟာ ဝိုင်းပြီးတော့ပြောကြမှာပဲဘာဖြစ်တယ်ညာဖြစ်တယ်အခုခင်မသုံးတဲ့သုံးထုံးကရင်းရင်းသီးသီးနဲ့ကိုပြောနေကြတာပဲမှန်လားအမှန်တရားတော့သိခါးသီးပါလေပိစားရမြရတော့ရအမှန်တရားအတွက်ပြောရင်အဲ့ဒါပါပဲโอเคအဲ့တော့ဆရာဝိုင်းအက်ဒီတာတူဦးနေနဲ့ဟိုခုနအခုကျွန်တော် BBC နဲ့ Tran ရဲ့ဖြစ်စဉ်ပေါ်အခြေခံပြီးတော့မြမသတင်းမီဒီယာလောကကိုဆရာအနေနဲ့အကြံပြုကျင်တာနောက်ဆုံးအနေနဲ့ဗာများရှိမလဲပြောပြပါဗျာ ထက်လက်ပြီးတော့ဆက်ရှင်နိုင်ဖို့ယက်တီနိုင်ဖို့ပဲကြိုးပမ်းကြပါအဓိကတော့ဆီမှာတော့ဆက်ရှင်ယက်တီရေးအရေးကြီးပါတယ်အချိန်နေပြောင်းလာတဲ့အခါမှာတော့အချိန်နေပြောင်းပြီးတော့တမျိုးတမျိုးဖြစ်လာမှာပေါ့လေရှင်ရင်ပြောရင်တိုင်းပြည်ရဲ့ဝင်ခွင့်ရရင်တော့ပြန်ဝင်ပြီးတော့ဒါလက်တကယ်မြင်းမြင်းကိုရဲကိုမှန်မှန်ကန်ကန်ရေးနိုင်ကြပါစေလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာဦးကျော်သန္တာကျေးဇူးအများကြီးတင်ပါတယ်ဗျအခုလိုမျိုးကျွန်တော်တို့တကယ်ကမ္ဘာထိပ်တင်းသတင်းမီဒီယာကြီးကိုတုံးသက်ပေးတဲ့အတွက်မြန်မာမီဒီယာလောကကိုအကြံပြုပေးတဲ့အတွက် ဆရာရဲ့ဟိုအတွေ့အကြုံရလေเนาะအဲ့တော့ကျေးဇူးကျေးဇူးအများကြီးတင်ပါဆရာရပါတယ်ခင်ဗျာရပါတယ်